ူဆိုပါတယ်ဒီတစ်ပတ်မှာတော့ရခိုင်ပြည်နယ်မြို့နယ်အားလုံးဒီဘက်မှာစစ်ကောင်စီကမြေမြုံမိုင်းတွေထောင်ထားပြီးတော့နေ့စဉ်ဆိုလိုဒေသခံတွေမိုင်းထိနေတဲ့အခြေအနေမျိုးတွေကြုံတွေ့နေရပါတယ်တော်တော်မျိုးနေ့စဉ်နဲ့အမျှလုပ်ငန်းခွင်တစ်ခုလိုတွားရောက်ရှာဖွေလုပ်ကင်နေကြတဲ့ဒေသခံတွေအတွက်ပုံမှန်သွားလာနေတဲ့လေယာကိုင်းကျွန်းတွေတောတောင်တွေဟာပောက်ကွဲစေတဲ့မိုင်းတွေရှိနေတယ်ဆိုတာကိုအထူးသတိထားဖို့လိုပါတယ်။အဲ့ဒီတော့မြေမြုပ်မိုင်းဆိုတာဘာလဲ။ဘာလို့မြေမြုပ်မိုင်းတွေထောင်ကျရတာလဲ မြေမြုပ်ဝိုင်းတွေဟာအယက်သားပြည်သူတွေကိုဘယ်လိုထိခိုက်စေပြီးတော့ဒါတွေကိုဘယ်လိုရှောင်ချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေရီအဖိုင်ရဲ့ဝိုင်းတော်သားကျွန်တော်မောင်လူယိုကရခိုင်ကျောင်းသားတမကအခွင့်ချုပ်ဥက္ကဋ္ဌဟောင်းလည်းဖြစ်စစ်အာဏာရှင်ဒေါ်လာရေးမှာပါဝင်နေတဲ့ကိုစောလင်းနဲ့ဆက်သွယ်မေးမြန်းပြီးတော့လေရီပိသက်တွေကိုမျှော်ပါတယ်အခုဒီရခိုင်ပြည်နယ်မှာဒီစက်ကောင်စီကထောင်ထားတဲ့မြေမြုံပိုင်းအပတ်သက်ပြီးတော့အကိုရဲ့ဒီ တီးထားတလောက်ပေါ့နော်ရှောင်ရှားသိတဲ့အချက်လေးတွေနည်းနည်းလောက်မျှဝေပေးပါလားဒီကနေတစ်ဆင့်လေဒီ mind ဆိုတာကဒါထန်စစ်ကြောကိုသူတို့အော်အသားပေးတဲ့အခါမှာအတုံးများတဲ့အနေထားပေါ့။ဘာဖြစ်လို့ဆိုတော့ထန်စစ်ဆိုတာကတစ်ဖက်ကအင်အားအလုံးကြီးနဲ့တက်လာတယ်။အဲထိုးစစ်ဆန်ဆင်လာတဲ့ကိစ္စတွေဝိုင်းလာတဲ့အနေထားတွေပါ။တစုံတရာပေါ့ရှိတဲ့အင်အားနဲ့ခုကအတုံးပြဖို့အတွက်အအတုံးပြတဲ့ပစ္စည်းကရိယာတစ်ခုဖြစ်တယ်ပေါ့။တိုက်ခိုက်ရေးဆိုင်ရာပစ္စည်းကရိယာတစ်ခုဖြစ်တယ်။ဆိုတော့ဒီပစ္စည်းကိုဟိုဟို အသုံးများတဲ့နေရာတွေကတော့ဒီစပတ်ဆိုင်ရအာနဲ့ပတ်သက်တဲ့ဒီ area တွေ area တွေမှာကဟိုကျွန်းကြီးတွေသုံးတာတွေ့ရတယ်ဆရာလာရှင်ဒီစစ်ကောင်စီရဲ့စစ်တပ်ရှိရနေရာပဲဆိုဆိုတစ်ဖက်ကတော်လိုင်းအင်အားစုရှိတဲ့နေရာပဲဆိုဆိုသူတို့သူတို့ကိုကာပါပေးနိုင်ဖို့အတွက်ဒီဟာတွေကိုသုံးတာအများဆုံးရှိတယ်ပေါ့နော်အဲဆိုတော့မိုင်းအမျိုးအစားတွေကအများကြီးရှိတယ်အဲ့ဒီထဲမှာမှဟိုအခြေခံအပြည့်မျိုးပေါ့ဗျာအဲတစ်ဖက်ကဒီကျွန်တော်တို့ဒီလက်လုတ်တဲ့ဟာရှိရယ် စနစ်ကျထုတ်ထားတဲ့ဒီ mind တွေရှိရပေါ့နော်ဆိုတော့အဲ့ဒီဟာကတော့မျိုးရှိရပေါ့ဗျာဆိုတော့အဲ့ဒီမျိုးမျိုးစလုံးကတော့ဒီဟိုကျွန်တော်တို့ရဲ့ဒီ mind ကိုထိရက်လူတွေပေါ့ဗျာထိရက်လူတွေဘယ်သူမဆိုအထိခိုက်စေမယ်အပျက်စီးစေမယ်သိဆုံးစေမယ်အဲမိုင်းမှာတော့လူကိုပဲတိုက်ခိုက်တဲ့မိုင်းရှိရယ်အဲလူကိုတိုက်ခိုက်တဲ့ဆိုတော့အထင်မှအစားစားရှိတာပေါ့ဟိုကိုကိုအင်ကပျက်စီးအောင်လုပ်တဲ့အနေထားရှိရယ်အဲမဟုတ်ဘဲနဲ့သိဆုံးစေတဲ့အထိ တိုက်ခိုက်တဲ့ဟာမိုင်းရှိတယ်နောက်တစ်ခုကအတန်ပေးတဲ့မိုင်းတွေရှိတယ်ပေါ့အတန်ပေးတယ်ဆိုတာထိလိုက်တယ်ဆိုတာနဲ့တိုင်မှုတိတ်မရှိဘူးဒါပေမဲ့အတန်ကတော့ကြည်ကြည်လောင်ဖတ်သွားဆိုတဲ့အခါကျတော့အလတ်ဖြစ်တာပေါ့ဗျာတစ်ဖက်နဲ့တစ်ဖက်သူစီကူစီဝင်လာတဲ့အခါမှာအလတ်ဖြစ်အောင်တုံးတဲ့ဟာတွေရှိတယ်၆လက်နဲ့အနေနဲ့တုံးတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒီမှာအခုနကကျွန်တော်ရှေ့မှာပြောသလိုမိုင်းမှာဟိုဒီဖက်မှာအလုတ်တဘောရပြန်ကြည့်တဲ့အခါကျတော့ဟိုကျွန်တော်တို့ဟိုနားလေတလောက်ဆိုရင်လူကိုတိုက်ခိုက်တဲ့မိုင်းရှိတယ်နောက်တစ်ခုကဒီ အဲစစ်ဘက်ဆိုင်ရာယင်တွေကိုတိုက်ခိုက်တဲ့အခါမှာဟိုတချို့ကကားဖြတ်မိုင်းလို့ခေါ်တယ်ကားမိုင်းလို့လည်းခေါ်တယ်တချို့ကဟိုအဲတွေးမိုင်းပရိသာမိုင်းပေါ့နော်အခေါ်ဝေါ်တွေကတော့ဒေသတစ်ခုနဲ့တစ်ခုအခေါ်ဝေါ်အရာတော့ဝေးကြတာရှိတယ်ဒါပေမဲ့အခြေခံအပြင်ကတော့ခုနကကျွန်တော်ရှေ့မှာပြောသလိုပဲဒီလူတွေကိုဟိုထိခိုက်စေအောင်ယူရပြီးတုံးတဲ့ဟာရှိတယ်နောက်တစ်ခုကဒီကြီးမားတဲ့စစ်ဘက်ဆိုင်ရာမော်တော်ယင်တွေအဲယင်တွေကိုဟိုတက်အောင်တုံးတဲ့မိုင်းမျိုးစားရှိပါတယ်ခင်ဗျ ဟုတ်ကဲ့ကိုရေဆိုတော့ဒီအစီအစဉ်ကပေါ့နော်ဒီ internet line မမိတဲ့နေရာတွေမှာဒီအသိပညာဘ ഹു တ္တရပေးဖို့ဆိုပြီးတော့ရွေတဲ့အစီအစဉ်လေးဖြစ်တဲ့ခါကျတော့ဒီလိုပေါ့နော်ရိုးရိုးဒီတာမန်လူတွေနားလည်နိုင်တော့တဲ့ဒီ mind တွေရှောင်ရှားရမယ့်ဟာမျိုးလေးကိုအခုအနေနဲ့ပြောပြနိုင်မှုလားအခုသူသဖြင့်ဒီ mind ဆိုတာကဒီတောတောင်လေးဟိုပါတော့တောလာရခက်ခဲတဲ့နေရာတွေမှာရှိတယ်အဓိကတော့ဒီလူကိုတိုက်ခိုက်တဲ့မိုင်းအများစုကပေါ့နော် အများစုကအဲ့မှာကိုအဓိကအသာပေးတဲ့အခါကျတော့ဒီဒီမြေပြင်အနေထားတွေကိုကျွန်တော်တို့သတိထားဖို့လိုတယ်။ဥပမာဆိုလိုချင်တာကဒီမြေပြင်အနေထားကပုံမှန်ဖြစ်မနေဘူး။ဥပမာဒီစိမ့်နေတဲ့အံကြောင်တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်။ဒီမြေသားဒီပကတိဒီတသားလေးဖြစ်နေတဲ့မြေသားတစ်ခုထဲမှာမှာပုံစံမတူတဲ့အရောင်တွေကိုင်းနေတယ်။တူတူထားတဲ့အနေထားလေးတွေသတိအမြေအစ်စ်ပူထားတဲ့အနေထားလေးတွေရှိတယ်ပြီးတော့အောက်မှာရှိတဲ့ဒီအပင်တွေအပင်တွေရဲ့အနေထားတွေကဟို ဟိုဟိုပြောမှဆိုသဘာဝအတိုင်းမဟုတ်ဘင်းနဲ့သဘာဝကိုလက်တလောဆက်ရှင်းခဏတစ်ဖြုတ်ရောင်ပြအနေနဲ့တုံးထားတဲ့အနေထားမျိုးလေးတွေအဲပြီးတော့ဒီကိုတော်တဲ့အန်းနဲ့မသက်ဆိုင်ခဲ့ပေါ့နော်အဲဒီအထူးသဖြင့်ဒီအဲဗာလဲဒီမိုင်းလောက်တဲ့အခါမှာတုံးတဲ့ဒီပစ္စည်းကိရိယာတွေပေါ့ဗျအထူးသဖြင့်ဒီဝါယာဂျိုးတို့တွတ်ဂျိုးတို့အဲပြီးတော့တခြားဒီမိုင်းတွေမှာထိတ်လေးထိတာရှိတဲ့တန်တိုတန်ဆာ ဒီလိုပျက်စီးထိခိုက်စေတဲ့ဒီဒေတာနဲ့မသက်ဆိုင်တဲ့ပေါ့နော်ဥပမာကိုတော်နေတဲ့တော်လန်လေးတစ်ခုမှဒီဟိုပြောမလို့တန်တိုတန်စားလို့ဒီထိခိုက်ပျက်စီးစေတဲ့ဒီကက်မီကယ်ဓာတ်အဲဓာတ်ပစ္စည်းတွေဓာတ်ပစ္စည်းတွေပြီးတော့အခုလာဒီဝါယာကျိုးနဲ့ဝါယာကျိုးဒီအဲတခြားသွက်ကျိုးတွေနဲ့ဆိုင်တဲ့ပစ္စည်းကရိယာတွေသူစဉ်းစားလေဟိုအစနာတွေပြည့်ပြီဆိုရင်တတိထားဖို့လို့အဲ့ဒီ area တွေကိုတတိထားပြီးတော့ဟိုဟိုတတိထားပြီးတော့လာဖို့လို့လေပေါ့နော်ပြီးနောက်တစ်ခုကဒီ တဆွနေရတွေကဘာဖြစ်လဲဆိုတော့ဟိုအခုကလက်တော်အနေထားမှာဘာမှမဖြစ်ဘူးဆိုပေမဲ့အဲ့ဒီမတိုင်ခင်ကာလတစ်ခုပေါ့နော်တိတ်ကာလလေးအချိန်အချိန်အားဖြင့်တော့လကောင်းနိုင်အားဖြင့်တော့လကောင်းရက်အားဖြင့်တော့လကောင်းနားအားဖြင့်တော့လကောင်းတချို့နေရာတွေကဟိုမတိုင်ခင်ဥမာပြောလို့ဆိုအတိတ်ပေါ့နော်အတိတ်အချိန်တစ်ခုကဟိုတိုက်ပွဲတွေဖြစ်ခဲ့တဲ့လက္ခဏာတွေရှိတယ်။အဲ့ဒီမှာဟိုတိုက်ပွဲတွေဖြစ်တဲ့တစ်ဖက်နဲ့တစ်ဖက်ထိုက်တိုက်တွေ့တဲ့အခါမှာဖြစ်တယ်ဖြစ်ပြီးတော့သူတို့ဟိုသူတို့လုံခြုံရလွတ်မြောက်လမ်းကြောင်းကိုရှောက်တင်းရှောက်မတင်းရှောက်ပေါ့နော် သူကကာတဲ့အနေနဲ့သူတို့လမ်းကိုတားခဲ့တဲ့အနေနဲ့သူတို့ကလိုအပ်ရင်လိုအပ်တယ်လို့မိုင်းထောင်တဲ့အနေနဲ့လုံးလေးလုံးထားတွေကရှိတယ်။ဆိုတော့အခါကျရင်အဲ့လိုကိုတောနေတဲ့လမ်းကြောင်းတွေဥမာကိုကတောထဲမှာမြစ်ရှိုးတာပဲဖြစ်ဖြစ်သိခုတ်တာပဲဖြစ်ဖြစ်ပေါ့နော်။အသေးရချတာပဲဖြစ်ဖြစ်အဲ့လိုတောတဲ့အချိန်မှာအဲ့တောတဲ့လမ်းမှာဟိုပုံမှန်အနေထားနဲ့မတူတဲ့ဒီစစ်ဖက်ဆိုင်ရာနဲ့ပတ်သက်တဲ့ဟိုစစ်အသုံးပစ္စည်းတွေပေါ့ဗျာ။ဒီជីជីဇန်အဲជីဇန်နဲ့ပတ်သက်တဲ့အခွန်လေး အဲဆစ်ဖြစ်ထားတဲ့အနေအနေဒါပောက်ကွေးထားခဲ့တဲ့အနေဒါတွေအဲမီးလောင်ခဲ့တဲ့အနေဒါတွေဟိုအပြန်လည်ပြစ်ခတ်လို့ဟို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 ဟာလေလင်းချက်ရအပင်တွေဟိုပတ်ဝန်းကျင်တွေမှာဒီတိုက်ပွဲဖြစ်ခဲ့တဲ့အနေဒါလို့ကိုကတန်ဆရာဖြစ်တဲ့အနေနေရာတွေပတ်ဝန်းကျင်တွေရောက်ရင်ပို့ပြီးတတိချားဖို့လိုတယ်အဲ့ဒီဟာတွေရှိတယ်အဲပြီးတော့နောက်တစ်ချက်ကနောက်တစ်ခုကဗာလဲဆိုတော့ဒီအဲ့လိုတချို့နေရာတွေမှာဗာဆိုမိုင်းတွေကဟိုဟို အတွေးလိုက်ထောင်တဲ့ပုံစံမျိုးမဟုတ်ပေနဲ့ဟိုတလုံးချင်းပဲထိုင်ထောင်တယ်ဒါပေမဲ့တနေရာနဲ့တနေရာတိတ်မကော်ဘူးကွာသိရပါလားအဆိုလိုချင်တာကသူတို့ကဒီဥမာပေအပေ50ပတ်လေအပေတရာပတ်လေလောက်ရှိတဲ့အေရီးယားမှာသူတို့ကနေရာခွေပြီးတော့ထောင်ထောင်ကြတယ်အဲ့လိုထောင်တဲ့အခါမှာတချို့မိုင်းတွေကဒီအဒီတောထင်းမှာဒီသဘာဝလေးရောက်ဒေါ်လာနေကြတယ်ဟိုတော်ရန်တရိတ်ဆန်နေရှိရပါ့ တော်ရင်တိတ်ဆင်မဟုတ်ဘူးဆိုရင်တော့မှဒီရက်ရော်ကနေပြီးတော့ဟိုဒီစကြက်အနေနဲ့တော်လာကြရစကြက်ရှာဖွေရအနေနဲ့တော်လာကြတဲ့အတွေးတော်လို့ရှိခဲ့သူတို့ကအဲ့ဒီဟာတွေကိုထိမိပြီးတော့ပောက်ကွဲပြီးတော့ဟိုဟိုအထိကိုက်တန်ရရပြီးတော့အာနောက်ဆက်တွဲတည်ဆုံတဲ့အနေထားဒီပြောမဆိုရင်ဗျာရုပ်ကျင်းရုပ်ကျင်းတွေရုပ်ရုပ်အကျဉ်းအကျန်တွေရှိတယ်သူကအဲ့လိုတည်နေတဲ့ဟိုအဲ့လိုပေါ့နော်အဲ့လိုထိခိုက်တဲ့ပတ်ဝန်းကျင်တွေကိုကျွန်တော်တို့တွေးရပြီဆိုရင်ဒီဟာတွေကမိုင်းအန်ဒီရှိနိုင်တဲ့ area လို့ပြောလို့ရတယ် အဲပြီးနောက်တစ်ခုကဒါကတော့ဒီနိုင်ငံတကာပုံစံအရာကတော့မိုင်းအန်ဒီဟိုမိုင်းအန်ဒီရှိတဲ့နေရာတွေမှာတော့ဟိုအသိပညာပေးတဲ့ဒီဟိုပါပေါ့လမ်းညွှန်ချက်တွေအဲပြီးတော့သင်္ကေတတွေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒါကတော့နိုင်ငံတကာဆန်ချီဆန်နှုံးကိုကျွန်တော်ကဒီမှာနည်းနည်းလေးပဲပြောရတာပါအဲ့ဒါကဘာလဲဆိုတော့ဒီအနေရောင်နောက်ခံပါဒီအယိုးကောင်းနဲ့အဲလူလူအယိုးနဲ့ပေါ့ဗျာအဲအယိုးကောင်းပေါ်မှာလူအယိုးနဲ့အဲပြီးနောက်ခံကတော့ဒီအနေရောင်ပေါ့အဲ့ဒီအောက်မှာပဲ သူက mind အနေရှိတယ်ပါညာပေါ့အင်္ဂလိပ်လို့ဆိုလဲအင်္ဂလိပ်လို့သူကသက်ဆိုင်ရာနိုင်ငံနဲ့ဒေတာနဲ့ကိုက်ညီတဲ့ဘာသာစကားကိုသုံးပြီးတော့အချက်ပြတာရှိတယ်အဲအဲ့ဒါကတော့နိုင်ငံတကာသုံးတဲ့ဟိုလက္ခဏာပေါ့ဒါပေမဲ့ဒီကျွန်တော်တို့ဗမာပြည်မှာကြတော့တနိုင်ငံလုံးဘယ်ဆိုတနိုင်ငံလုံးအတိုင်းတာနဲ့ပေါ့နော်ဒီနေ့အချိန်ဆိုတနိုင်ငံလုံးအတိုင်းတာနဲ့တော်လိုင်းရဖြစ်တယ်အဲလက်နက်ကိုင်တိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒီ mind ကိုအသုံးပြတဲ့နှစ်ဖက်အင်အားစုတွေကလည်းဘယ်အင်အားစုကမှဒီနေရာမှာ mind ရှိပါသည်ဆိုတော့ဟို အမတ်လက္ခဏာကိုထောင်တဲ့လူမှအပကြံတဲ့လူမသိရအောင်ဆိုပြီးတော့ထောင်တဲ့အနေထားဖြစ်တဲ့အခါကျတော့ဒီကြားထဲမှာမြေသားပင်အဖြစ်ခံရတာကတော့ဒီကျွန်တော်တို့ရဲ့ဒေသခံပြည်သူတွေပဲဖြစ်တယ်။ဘာဖြစ်ဆိုတော့ဒေသခံပြည်သူမှာကဒီစစ်ဘက်ဆိုင်ရာကိစ္စကိုလည်းတို့ဟိုမသိဘူးကွာနော်အနားမလည်ဘူးနားမလည်ခါရသူတို့မှာသူတို့ဒေသအလျောက်သူတို့မှာသူတို့ပုံမှန်နေနေကြအတိုင်းသူတို့ကအဟိုသတ်တည်ငြိတည်ငြိသူတို့ကတော်လာကြတယ်အဲသူတို့ရဲ့ဟိုနေတူကကိစ္စတွေကိုလုံးဆရာရှင်းရင်လုံးကြတယ်ကွာနော် ဆိုတဲ့အခါကျတော့မြေပြင်မှာကျွန်တော်ရှင်းပါပြောတဲ့မြေပြင်အနေထားဟိုဟိုပြည်ပြင်ဟိုမတူညီတဲ့အနေထားလေးတွေပျက်စီးနေတဲ့အနေထားလေးတွေအခက်အခဲတွေရှိလာတဲ့ဟာဟိုထူးဆန်းတဲ့ဟိုအနေထားတွေရှိလာပြီဆိုရင်သူတို့ကတိတ်မသိကြတဲ့အခါကျတော့ဒီအဲ့ဒီကြောင်းပဲဒီကျွန်တော်တို့ဒီဒေတာခံပြည်သူတွေကအများကြီးထိခိုက်မှုတွေဖြစ်စေတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဒီပြောချင်တာကနောက်တစ်ခုကဒီလိုမသိခါစရာကိစ္စတွေရှိဥပမာဟိုမြေမြုပ်မိုင်းနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်ဒီစစ်မှတ်ဆိုင်ကပောက်ကွေးလေတဲ့ဒီဘုံဒီတော့အအမြောက်ဆန်ဘုံဆန်ပေါ့ဗျာအမြောက်ဆန်ဘုံဆန်တွေပဲဖြစ်ဖြစ်စစ်မှတ်ဆိုင်ကပောက်ကွေးလေတယ်လို့မတင်ခါစီရဖြစ်တဲ့ပစ္စည်းကိရိယာတွေတွေ့ပြီးကိုကိုတိုင်းတယောက်တည်းဖြည့်ရှင်းတာမျိုးမဟုတ်ပဲနဲ့နှိမ့်ဆက်ရကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးသူမတွေအထူးသဖြင့်ဟိုရွာဆင်လူကြီးသူမတွေအဲပြီးတော့ဒီပစ္စည်းကိရိယာတွေကိုနားလေတဲ့နှိမ့်ဆက်ရအတိုင်းဝိုင်းတွေကိုအအကြောင်းကြားအသိပေးပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့ဟို ဟိုလိုတယ်ပေါ့ဗျာဘာလို့ဆိုတော့ဒီဟာကိုကိုကဟိုမသိလို့ပဲဖြစ်ဖြစ်ကိုရဲ့ဒီသိလို့ရှင်တဲ့စိတ်ကြောင့်ဒီဘယ်လိုခုတ်ကိုစမ်းသပ်ပြီးတော့အသုံးကလစ်ကြာပဲဖြစ်ဖြစ်ဒီဟာတွေကြောင့်ထိကြိုက်တဲ့ဆုံးရတဲ့ပမာဏတွေကလည်းများတယ်ဘာလို့ဆိုတော့ကျွန်တော်သတိထားမိတဲ့လောက်ဆိုရင်ဒီ2020ဟုတ်တယ်2021ထဲမှာပဲဒီမင်းပြမြို့နေမှာဆိုရင်အဲ့လိုအဲ့လိုထိကြိုက်တဲ့ထိကြိုက်တဲ့ဆုံးမှုတွေကိုကျွန်တော်တွေ့ရှိခဲ့ရတယ်ပေါ့တွေ့ရှိအထူးသဖြင့်အထူးသဖြင့်ဗာလဲဆိုတော့ဒီ တော်တွေကဒီလိုအမြောက်ဆင်ပုံးဆင်တခုကသူတို့ယူလာတယ်ယူလာပြီးတော့မှအိမ်ရောက်ရင်ထူကြည့်တယ်ထောင်းကြည့်တယ်တချို့ကလည်းမင်းဖုတ်ကြည့်တယ်ဒါမျိုးတွေကြောင့်တော်တော်လေးထိခိုက်တဲ့အနေအထားကိုတွေ့ရတယ်တချို့မိန်းသားစုဆိုရင်တအိမ်သေးမှကိုနှစ်ကြိမ်လောက်ကိုဖြစ်ပြီးရပထမတစ်ကြိမ်ဖြစ်တယ်အကြာတော့တယ်တစ်ခါနောက်ကိုခလေးတွေကယူလာကြအောင်ယူလာတယ်အာတစ်ခါထပ်ပြီးခလေးတွေကထပ်လို့အတခါထိထိပြီးတခါအဲ့လိုအဲ့လိုဟာတွေကိုဟိုမကြမကြတွေ့ရတယ်ဆိုလိုချင်တာကဒီလို ထိခိုက်လွေတဲ့ပောက်ကွေးလွေတဲ့ဟိုအန်ဂျီပြူလွေတဲ့ဒလူပစ္စည်းတွေတွေးတဲ့အခါမှာမထိဖို့မကန်ဖို့ပြီးရင်မစမ်းသက်ဖို့ပြီးရင်အဲ့ဒီအနည်းဆက်ဆုံးနေရာတွေကိုမတော်ဖို့တိအချက်ကျွန်တော်တို့သတိထားဖို့လိုတယ်နေ့အချက်ကတော့အဲ့လိုအနေထားမျိုးတွေကိုဟိုမတင်ခါကြတဲ့တွေးလာပြီဆိုတော့အဲ့ဒီဟာတွေကိုနီးစက်ရပတ်ဝန်းကျင်အဲကလူကြီးသူမတွေတတိနားလေတဲ့လူတွေကအကြောင်းကြားပြီးမှဒီဟာတွေကိုဟိုဒီမိုင်းနဲ့ပတ်သက်တဲ့ဟာတွေပောက်ကွေးပြည့်စည်ရတဲ့အရာတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့အတိုင်းအဝိုင်းတွေအဖွဲ့အစည်းတွေကိုအအကြောင်းကြားအသိပေးတိုင်ပေးပြီးတော့မှဒီဟာတွေကိုဖြည့်ရှင်းဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်တကယ်ပြုရှင်ပါတယ်ဟုတ်ကဲ့အကိုကြီးဆိုတော့လေဒီဒီရခိုင်ဒေသအနေနဲ့ကကြတော့ဒီဒီတော်ရီတောင်တွေထဲမှာသွားပြီးတော့ဟင်းရှားမြရှုပေါ့နော်ဒီလိုမျိုးလုတ်ကင်စားတော့တဲ့လူတွေများတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲလုတ်တဲ့နေရာမှာသူတို့သတိထားရမယ့် ဒီအရေးကြီးဆုံးအချက်ပေါ့နော်အခုအနေနဲ့ဘယ်အချက်တွေအရေးကြီးဆုံးအချက်လို့ထင်အဓိကတော့ဗျာဟိုအရေးကြီးဆုံးကတော့ဒေသမှာရှိတဲ့ဒီမိုင်းအဓိကတော့ဒီဒေသမှာရှိတဲ့လက်နက်ကင်ထားတဲ့အာဏာရှိတဲ့လူတွေပေါ့ဥမာတစ်ဖက်အဲတစ်ဖက်စစ်ကောင်စီလေးဖြစ်ဖြစ်မယ်တစ်ဖက်ကဒေါ်လာရင်းအင်အားစုဖြစ်တယ်ဖြစ်မယ်ဒီလူတွေကနေပြီးတော့မဆိုင်တဲ့အရသာပြည်သူတွေကိုထိခိုက်မှုမရှိအောင်ပေါ့နော်အဲအဲ အနည်းဆုံးကတော့ဒီဘယ်လိုပြောရမလဲနမိတ်လက္ခဏာဟိုနမိတ်လက္ခဏာဟိုဟိုအားဖြင့်နမိတ်လက္ခဏာအားဖြင့်ဟိုအတိပေးတာဖို့လိုတယ်ဆိုလိုချင်တာကမင်းတို့ဒီဖက်တွေကိုမတော်နဲ့တော့အာဒီ area တွေကိုမတော်နဲ့တော့နေရာတွေကအန္တရာယ်ရှိတယ်အဲဗာအကြောင်းဝိဖြစ်ဖြစ်မတော်ဖို့အတွက်အဲ့လိုမျိုးပေါ့ဗျာအသေးစိတ်မပြောနိုင်ဘူးဆိုရင်တော့မှသူတို့ mind အန္တရာယ်ရှိနိုင်တဲ့ area တွေကိုအတိပေးပြီးတော့အတိပေးထားဖို့လိုတယ်နှိမ့်ဆက်ရတယ်ဒါကတစ်ချက်ပေါ့နော်ဒါကသက်ဆိုင်ရာအာဏာရှိတဲ့လူတွေဖက်ကလုပ်ပေးရမယ်အပိုင်းပေါ့ တစ်ဖက်မှာအခုငါပြောသလိုပေါ့နော်ဒီကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီဟိုကိုယ်နဲ့နေဆက်ရာဒီဟိုဘယ်မှာ mind energy ရှိနိုင်တဲ့ area တွေကိုတောလာတဲ့အခါမှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဟိုဟို mind energy ရှိနိုင်တဲ့နမိတ်လက္ခဏာတွေကိုဟိုဟိုလေ့လာပြီးတော့ဟိုဆောင်ဖို့ရှောင်ဖို့ကိစ္စတွေကိုဟိုတသွေမတိန်အတက်နိုင်ဆုံးလေးစားလိုက်တာပို့လို့လေဘာဖြစ်ဆိုတော့ဒီ mind ထိပြီးတော့ဆိုရင်ထိထားတဲ့လူတယောက်ကအနည်းဆုံး ဟိုကိုလက်အင်ကဆုံချုံရင်ဆုံချုံမဆုံချုံရင်တော့အသက်ဆုံချုံမှုပဲရှိတယ်ဒီဆုံချုံမှုနဲ့ပတ်သက်လို့လည်းဟိုပြန်လဲဒီဟိုဟာတွေကပြန်လဲဘာမှလည်းမရလာနိုင်ဘူးဟိုဆုံလက်ပြန်ပြက်ခြေပြန်ပြက်ဒါမှမဟုတ်ကိုလက်အင်ကတခုခုပြန်ပြက်မပြက်ဘူးဆိုရင်အသက်ဆုံချုံမယ်ဒီဟာတွေကဘာမှပြန်ရမယ့်အိစားတွေမရှိဘူးဆိုတဲ့အခါကျတော့ဆုံချုံစရာရှိရင်ကိုပဲဆုံချုံလုံးဖြစ်တဲ့အတွက်မိုင်းအင်တွေနဲ့ပတ်သက်လို့ဆောင်းရင်ဆောင်းရင်တွေကိုဟိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကတော့၎င်းနေဆက်ရာပတ်ဝန်းကျင်ကတော့၎င်း အဲတခြားသောကျွန်တော်တို့နီလန်တွေကရတဲ့နီလန်တွေကိုအတက်နိုင်ဆုံးလေးစားလိုက်လာပြီးတော့ပြုမှုဆောင်ဖို့လိုပါတယ်ဒီကိစ္စတွေကဟိုဟိုကိုယ့်ရဲ့အသက်အင်ဒီရဲ့ကိုယ့်ရဲ့ဟိုကိုလက်အင်ကဆုံးချုံမှုပြီးရင်နောက်ထပ်ဆုံးချုံမှုကတော့ကိုမိသားစုရဲ့ဟိုဘယ်လိုပြောမလဲဆုံးချုံမှုတစ်ခုလည်းဖြစ်တယ်ဆိုတာကိုတတိမူပြီးတော့ဒါကိုတတိထားဖို့လိုတယ်ပြီးရင်ရရော်မှာလည်းကိုတိတိရဲ့ဒီမိုင်းနဲ့ပတ်သက်တဲ့ဟိုသဖော်တရားတွေကိုနှိစက်ရပတ်ဝန်းကျင်အတိုင်းဝိုင်းတွေကိုဟိုပညာမြဝေထားဖို့လည်းလိုပါတယ်ခင်ဗျ ဟုတ်ဒီလောက်ပါခင်ဗျအခုလိုရခိုင်ဒေသရင်းမြေအနေထားမှာတွာလာရှောက်ွေးစားတောက်နေရတဲ့ပြည်သူတွေကိုရေဒီယိုကနေတဆင့်မြေမြုံမိုင်းနဲ့ပတ်သက်ပြီးတော့ရှောင်ရှားတဲ့တဲ့အချက်တွေကိုလာရောက်ဝင်မြှောက်ပေးတဲ့ကိုစောလင်းကိုကျွန်တော်တို့လေးရီရဲ့ဖန်ဝိုင်းတို့တားရတာကျေးဇူးတင်ပါတယ်ခင်ဗျာ